ုထုဇဉ်ဆိုတာကောင်းတာလည်းလုံးမိတာပဲမကောင်းတာလည်းလုံးမိတာပဲအဲ့တော့မကောင်းတာတွေလုံးမိပြီးလို့ရှိရင်လည်းတသလုံးရှုံးပေးရမှာလားဆိုတော့မဟုတ်ဘူးအဲ့ဒီကံတရားတွေကလွတ်မြောက်တဲ့နိလန်းတွေရှိတယ်ဆိုပါတော့အကုသိုလ်တခုလုံးထားမိပြီပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးနော်ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံ ဖျားနဲ့ပတ်သက်တဲ့လောဟိတုပါရကသံဃာနဲ့ပတ်သက်တဲ့သံဃာဗိရကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုချိုးလို့ဒီဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာထိတ်ပေးတယ်မပေးလေအပါယီကိုနေရီကိုဒီဝတ္တတုဒီဝရကပင်ရောက်မှာပဲငေးချမှာပဲငေးချမှာပဲ definitely ပြောတယ် အဋ္ဌိကိစ္စောပြင်လို့မရတော့ဘူးပူဇော်လို့မရတော့ဘူးကပ္ပတ္ထောဒီကမ္ဘာလုံးငရဲ့မှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘာလို့ဒီဥဒ္ဒကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါဒါလည်းမှတ်သားစရာတစ်ခုပဲမြတ်စွာဘုရားကဘလို့ရှင်းပြတော့လို့ဆိုဒီဝဋ်ထရဲ့တဏ္ဍမာတဲ့ အဖျားလေးလောက်ဇာတ်ထဲမှာတော့တာမီပြားလို့ပြောတယ်ကဲနားလည်အောင်အဖျားကလေးအဖျားကလေးနောက်ထောက်ပြစရာနေရာကလေးအဖျားဆိုတာတည်တည်လေးဟုတ်တယ်မလားအဖျားကလေးလောက်ထောက်ပြစရာနေရာလေးမှာတောင်းကုသူဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးလေအဲ့ဒါတော့မကြံလို့ငါပြရဒီလိုဟောတာအကယ်၍အဖျားကလေးတော့ထောက်ပြစရာကုသိုလ်လေးကျန်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆို ဒီဝရတ်မှာကုသိုလ်တွေလုံးဝကုန်သွားတဲ့အဓိပ္ပာယ်မျိုးမျက်စုံပြပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငဲကြမှာလို့အတိအကျပြောရတယ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေငဲကြမှာလို့အတိအကျပြောလို့ရမျက်စုံပြရဲ့ဒေသနာတော်ကကြည့်ဟောပုံရင်မတူဘူးရသဗျာကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိဂန္ဓနန္ဒဗုဒ္ဓကြီးကဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငြေကြတယ် မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးဟောပုံရင်တခုတူမတူစဉ်းစားကြည့်သူဟောတာကပါဏတိပါဒလုတ်သူအာလုံးနေငရဲ၌ဖြစ်ဖြစ်သည်ငရဲကြသည်ဒီလိုဟောတယ်ဏိကန္နဘုရားမြတ်စွာအဲ့လိုမဟုတ်ဘူးပါဏတိပါဒောနိရယသံဝတ္တိကောပါဏတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်၏ဒီမှုကိုပြောရတာ နေရမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးเนาะအကုသိုလ်မှုပြုရင်ငရဲကြမယ်လို့ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားပြောတယ်ချာပေါင်းကြမယ်လို့ပြောတာဟုတ်သို့တော့ तू အကျိုးပေးရင်ငရဲကြဖို့ရှိတယ်ကောင်းတဲ့အကျိုးပေးမယ်ဆိုတာဒါပြော ဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူဟာငရဲကိုသွားမှာဆိုတာဒီဝရတ်တယောက်ပဲပြောအဲ့ဒီမှာသင်္ခါရမတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိအကုသိုလ်ကလွတ်ရလွတ်နည်းတွေရှိကုသိုလ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ်ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိတ်ရင်စိတ်တွေဝင်ပြီးတော့နှလုံးမသာမယားမှုတွေဖြစ်နေဖြစ်ဖို့မလို့ဘူး ။မလို့ကကိုလုံးတဲ့အလုပ်မကောင်းဘူးလို့သိရတယ်နံပါတ်1မားတယ်လို့မြင်မားတယ်လို့မြင်ပြီးတော့မားချောင်းဖွင့်ဟကိုမိတ်ဆွေတွေဖြစ်စေဆရာထံမှာဖြစ်စေမားချောင်းဝန်ခံပြီးတော့အဲ့ဒီအမားမျိုးနောက်ထပ်မမအောင်ရှောင်ကျဉ်ရမယ်။ဒါအဖြစ်ပဲ။နောက်ထပ်မမအောင်ရှောင်ကျင်ရမယ်ရှောင်ကျင်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်ရအောင်အဲ့ဒါဆိုရင်ဒီကံကလွတ်သွားမှာ ဒါပဲဖြစ်တာမဟုတ်ဘူးကံကလွတ်လွတ်တဲ့ဤပြောတာကံကလွတ်တဲ့ဤကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်ဒီကအချမ်းရံအကြောင်းတွေပေါ်မှာမိတီပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းတွေမှာရှိနေတဲ့ပုဂ္ဂိုလ်ဟာဒီအကုသိုလ်ကံကအကျိုးပေးလို့မရဘူးမြတ်စွာဘုရားကလောနာကပန္နလာတုံမှာစာအိုးနဲ့စာခဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်တယ် စားကလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်မဖြစ်အောင်ငတ်မှာပဲဒါပေမဲ့အဲ့ဒီပမာဏစားကဲကိုရေကန်ထဲထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာအဲ့ဒီအခြေအနေကဘာလို့ဆိုလူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုအခြေအနေချင်းမတူဘူးဒီလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုက်ရွယ်နေပတ်စံရှိတဲ့လူအပြစ်ခံခြင်းမခံရတာ အကြီးကဲနဲ့လူကြီးနဲ့တီးတဲ့လူပြစ်ခံနေမှာခါကျင့်ဘူးကျွလွန်တော်မှာလွတ်နေတာလည်းမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်လဲပတ်စံရှိတဲ့လူကသူကပတ်စံကအခြေအနေကောင်းတယ်နော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြစ်မှုကလွတ်နေတယ်ညာလက်အခြေအနေကောင်းတော့အဲ့တော့ကံတရားကလွတ်ဖို့ဆိုတော့ဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ ကုသဉ္စဘွားမို့အကုသိုလ်လုပ်မိတယ်။လုံးဝဒီအခြေတည်မကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာ ਨੇ ခုနကသီလသမารိပညာအခြေတည်ကောင်းရှိရတဲ့အတိုင်းအကုသိုလ်လုပ်မိလို့အကုသိုလ်ခံရတဲ့လူမတူဘူး။သီလသမารိဆိုတဲ့အခြေတည်ကောင်းရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုပ်မိဟုအဲ့ဒီအကုသိုလ်ကသူ့အတွက်မှပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတယ်ရတော့မို့ ုနမကောင်းတာတွေတက်တက်လှုပ်တယ်အခြေခံမကောင်းတဲ့ပုံကကျတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ခံဒီလိုရှိတယ်လောကသဘာဝမှာလည်းဒီတိုင်းပဲအေးဒါကြောင့်မို့လို့ကံတရားဆိုတာကိုကအရှုံးမရမယ့်ဟာမဟုတ်ဘူးကိုကပြုပြင်ရမယ့်အရာသာဖြစ်တယ်ကောင်းတဲ့အရာကိုမကောင်းတဲ့ကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာကိုစားထိုးရအောင် မကောင်းတာနဲ့ကောင်းတာကိုဖယ်ရှားပြရမယ်။ကံရဲ့သဘာဝကိုနားလည်လာပြီဆိုရင်ဘဝဟာဒီကံတွေရဲ့အကျိုးကိုကြည့်ပြီးတော့မကောင်းတဲ့ကံတွေကိုရှောင်ရှားလို့ကောင်းတဲ့ကံတွေကိုကြိုးစားလုပ်ကင်သွားမယ်ဆိုရင်တန်တရာမှာပျော်ခြင်းလည်းပဲကောင်းတဲ့ဘဝမှာပဲနေရမှာပဲ။နိဗ္ဗာန်မရခြင်းသေးဘူးဆိုလို့ရှိရင်တန်တရာမှာကောင်းတဲ့ဘဝကနေကောင်းတဲ့ဘဝကိုပြီးတော့သွားလို့ရတာပဲ။အကယ်၍ ။တန်တရာဘဝကြီးကိုညီးငွေပါပြီ။ဖြစ်ဖို့နာသေးဒီဒီဒုက္ခကြီးတွေမလို့ကျွန်တော်ဘူးလို့ဆိုလို့ရှိရင်လည်းကောင်းတာတွေလုံရင်ကနေပြီးတော့ကောင်းတဲ့ကံရောမကောင်းတဲ့ကံရောဖယ်ရှားပြစ်လိုက်ပြီဆိုတဲ့အချိန်မှာကိလေသာတွေဖယ်ရှားပြစ်လိုက်လို့ကောင်းတဲ့ကံကလည်းအကျိုးပေးလို့မရတော့ဘူးမကောင်းတဲ့ကံတွေကလည်းအကျိုးပေးလို့မရတော့ဘူးဆိုလို့ရှိရင်တော့ဒါနိဗ္ဗာန်ချမ်းသာအောင်ရသွားတတ်မှာ